မျိုးပစ္စည်းပစ်ချတဲ့အညစ်အကြေးတွေစုံနေဆိုတဲ့အခါကျတော့ဒီလိုတွေကိုဒီကျုံးပေးမှာဆက်ထားမယ်ဆိုရင်ဒီကျုံးကြီးဟာဘလို့မှသုံးဆွဲလို့မရတဲ့အတီကိုမြစ်သေးသွားနိုင်တဲ့အတွက်ရှင်ရင်းမျော်တွေးပြီးတော့နေရာရွှေ့ဖို့အတွက်ကိုစီစဉ်လိုက်ဟန်တူပါရှင့်မိတ်ဆွေများလုံးပဲမိခလာပါခင်ဗျာကျွန်တော်တို့စနိုက်ပါဆုရဲ့တရင်လေးတွေကိုနားထောင်ကြည့်အောင်ခင်ဗျာမိဘပြည်သူများရှင်ကျွန်မအခုပြောပြချင်တာမန္တလေးမြို့မှာဖြစ်နေတဲ့ကိစ္စလေးတွေအခက်အခဲလေးတွေကိုကျွန်မစူးစိပြီးတော့တင်ပြချင်ပါရှင့်မန္တလေးမြို့မှာငလန်တန်ခံလိုက်ရတဲ့အတွက်တိုက်တာအဆောင်အုံတော်တော်များပြိုကျသွားပါရှင့်ကျွန်မအနေနဲ့ မြင်ရတဲ့မြင်ကွင်းတွေပေါ့နော်ကျမတို့စူးစီးထားတဲ့ data တွေသတင်းချက်လက်တွေကိုစူးစီးမိတဲ့အခြေအနေတစ်ခုပေါ့ရှင်အဲ့ဒီအခြေအနေတစ်ခုမှာကျမတို့သုံးသပ်ကြည့်လိုက်တဲ့အခါကျတော့အခုဖြစ်တဲ့ငလန်တန်ကလူလက်တန်းစားနဲ့လူချမ်းသာတွေပုံပြီးတော့ထိခိုက်သွားပါရဲ့ရှင်အခြေခံလူလက်စားတွေကျတော့ဒီနေတဲ့အိမ်ကတက်သားအိမ်နဲ့နေတယ်သူတို့ကတဲလေးနဲ့နေတယ်ပေါ့နော်အဲ့လိုကျတော့ဒီငလန်တန်ဟာသူတို့ကိုထိခိုက်ခြင်းမရှိဘူးရှင်60ရာခိုင်နှုန်းလောက်ထိမထိခိုက်ခဲ့ဘူးပေါ့နော်လူလက်တန်းစားနဲ့ တတိယထိခိုက်သွားပါရှင်ဟိုတယ်ကြီးတွေကွန်ဒိုကြီးတွေတကယ်ကိုအင်မတန်ကောင်းမွန်လာတယ်တိုက်တာအဆောင်တွေပြိုတာဖြစ်တဲ့အတွက်ဒီလိုမျိုးလူလက်တန်းစားနဲ့တတိယထိခိုက်တာပါရှင်ဒီခါမှာဘလို့ဖြစ်လာလဲဆိုတော့ငွေကြေးချမ်းလာပြီးတော့နော်ဘုရားမှာအဲ့လိုအေးချမ်းနေခဲ့တဲ့သူတွေဟာတရက်တမနဲ့တည်းနဲ့အခြေခံလူတန်းစားတွေနဲ့ကြံတပြေးနဲ့နေရတဲ့ဘဝကိုရောက်ရှိသွားတယ်ရှင်ပြောရမယ်ဆိုတော့ရှင်ဒီလိုမျိုးကိုကတိုက်ပေါ်မှာနေနေနဲ့အခုဒီလမ်းပေးမှာပေါ့နော်တန့်လေထိုးပြီးအိတ်ရတဲ့ဘဝကိုရောက်သွားတာပေါ့နော်ပြီးတော့သမင်းတို့ဝေတဲ့အခါမှာသွားတန်းစီပြီးတော့ယူစားရတဲ့အခြေအနေတစ်ခုပေါ့ရှင် ဒီလိုအခြေအနေဟာဘယ်လိုဖြစ်ပင်မဆင်းရဲပါလဲရှင်ဒီလိုပင်မဆင်းရဲတဲ့အခြေအနေမျိုးကိုဘယ်သူမှစိတ်ကူးနဲ့တော့မှမျှော်လင့်ထားမှာမဟုတ်ပါဘူးရှင်ဒါပေမဲ့ဒီလိုအခြေအနေမျိုးသူတို့ရောက်သွားခဲ့ပါရှင်ရောက်သွားတဲ့ခါကျတော့မန္တလေးမြို့မှာမဖြစ်လာလဲဆိုတော့တမဲတုပ်တွေဝေတယ်ပစ္စည်းတွေဝေတဲ့ခါကျလို့ရှင်ဒုက္ခဆင်းရဲတကယ်မကြုံရတဲ့အခြေခံလူရောစားတွေကဝင်ပြီးတော့လူရက်ယူနေတဲ့ကိစ္စဖြစ်လာပါရှင်ကျမတပုတ်လေးနှစ်ပုတ်လေးပြတ်သားပါမယ်နော်ဒီမှာကြည့်ကြည့်ပါဒီကျုံးပေးမှာအိမ်ကြီးရဲ့လူတွေကိုတွေ့ပေါ့နော်အပူဓာတ်ခံနိုင်အောင်လို့ဆိုတာဒီပြင်ချက်တွေလာလူတာကိုအဲ့လိုမျိုးတည်ပြီးတော့ယူသွားတာရှင့် ဲ့လိုမျိုးတွေပေါ့နော်ဒါပြထမင်းတုတ်လာဝင်လဲအဲ့လိုပဲအတင်းလူရက်ပြီးယူရခါကြတော့ငဘဘဝမှာအေးစက်နေခဲ့တဲ့သူတွေကအခုချိန်မှာဒီလိုမျိုးလူရက်စားတော့ပို့ကြတော့သူတို့တော့ကဒါသူတို့နဲ့တသားတည်းရှိနေဘောမဟုတ်ဘူးလေသူတို့ရှက်တယ်ရှင်သေးလားအဲ့လိုရှက်တဲ့ခါကျတော့တော့မယူရဲဘူးအဲ့ဒီခါမှာယူရဲတဲ့သူတွေကဝင်လူကလူပြီးတော့သမင်းတုတ်လို့ဆိုနောက်ထောင်းသုံးလုံးယူတယ်ကောင်းတာတွေစားတယ်ပြစ်ထုတ်ခဲ့တယ်အဲ့လိုဇလန်းမျိုးဖြစ်နေရဲ့ရှင့်ဒါပြင်ကျုံးပေးမှာဆိုရင်လည်းအမိုက်တွေပြစ်ထားပါတော့ကျွန်တော်ဓာတ်ပုံတွေပြတ်တာပါလေဒီမှာကြည့်ကြည့်ပါရှင့်ကျုံးရဲ့ပတ်လည်မှာရေပေါ့နော်အဲ့ရေကိုလက်ရှိမှာ 30ဟုတ်တော့လူတွေကလှုပ်ထားတာရှင်းသိလားဒီလိုငလင်းလှုပ်တယ်ဆိုတာလေးကဒီအောက်ကရေတွေပေါ့နော်ရေရေလန်းကြောင်းတွေပါတယ်ပါဒီလိုပျက်စီးမှုတွေအဲ့လိုမျိုးဖြစ်သွားတာရှင်းတချို့ဒေသတွေမှာဆိုမြေအောက်ရေတွေပါမရတော့ဘဲနဲ့ရေပြက်လက်တဲ့ကိစ္စတွေတော့ဖြစ်နေပါတယ်ဒီလိုဒီလက်ရှိရှိနေတဲ့ကျုံးရေလေးကိုပဲတတရှိချင်းသုံးဖို့အတွက်ကိုစဉ်းစားမြုံနေနေရတဲ့အချိန်မှာဒီလိုမျိုးဖော်မှုတွေပြစ်ထုတ်တယ်အမှိုက်တွေပြစ်ထုတ်တယ်တချို့ဆိုအဲ့ကျုံးလေးကိုမစင်အောင်စွန့်နေရဲ့ရှင်မစင်နေစွန့်နေအပေါ့လေးသွားတယ်အလေးတွေသွားတယ်ဆိုတော့အချိန်လေးတစ်ခုကိုစဉ်းစားကြည့်ပါအောင်ရှင် ဘလို့တွေဖြစ်နေပြီလဲဆိုတာပေါ့နော်အဲ့လိုမျိုးဖြစ်နေပါတယ်ပြီးတော့လှူတဲ့သူနဲ့အလှခံပုံကိုနေကအင်အားချင်းမမျှတဲ့အခါမှာကိုကဒုက္ခရောက်နေရမဟုတ်ပဲနဲ့ဝင်ပြီးတော့လူရက်တဲ့သူတွေအခွင့်အရေးသမားတွေပေါ်လာတဲ့အခါမှာတကယ်ဒုက္ခရောက်တဲ့ဒုက္ခသည်တွေကမပြောလို့ပြောမှမသိဘဲနဲ့ပို့ပြီးတော့နဲ့နာဆုံးရှုံးတာတွေဒုက္ခဆင်းရဲကြုံရတာပေါ့ရှင်မင်းလေးပြောမှာခုအဲ့လိုဖြစ်နေပါတယ်ဒီတော့မင်းလေးကဆိုရုပ်သက်ဖိုင်ခုကလည်းထပ်တက်လာပါတယ်ရှင်ကျွန်မဟိုရက်ကလည်းပြောပါတယ်ကျုံပေးရနေပြီးတော့တက်မတော်သားတွေပေါ့နော်ပြည်သူတွေကိုဖယ်ခိုင်းနေဆိုတာသူတို့တန့်လေးတွေခိုးဖို့အတွက်ရှင်ခိတ္တခဏပေါ့နော် ီအဲ့ဒါဖြစ်ပြီးနောက်နေလဲကြလဲကြအောင်ဒီလိုမျိုးကျုံးပေးမှနေရင်းနဲ့ဒီလိုပြဿနာဖြစ်လာတယ်ကျုံးတဲ့ကိုပစ္စည်းပစ်ချတယ်အညစ်အကြေးစုံတယ်ဆိုတဲ့အခါကျတော့ဒီလိုတွေကိုဒီကျုံးပေးမှဆက်ထားမယ်ဆိုရင်ဒီကျုံးကြီးဟာဘလို့မှသုံးဆွဲလို့မရတဲ့အတီကိုမြစ်ထေးသွားနိုင်တဲ့အတွက်ရှည်ရင်းပျော်တွေးပြီးတော့နေရာရွှေ့ဖို့အတွက်ကိုစီစဉ်လိုက်ဟန်တူပါရှင့်မနေ့ကဆိုရင်ရုပ်တံခါလေးတစ်ခုကလည်းထက်တက်လာပါဘောနော်အယုတ်တံခါလေးကိုဆိုမှအယုံဆုံးပြင်သားပါမယ်ရှင့်ကျုံးကလည်းလေးခိုင်ရအောင်ခက်မကြည့်ပါကြောင်းမူရာကြီးကိုခိုင်နိုင် ို့ကျွန်မအစဆုံးပြရတာကသူတို့ဒီကနေရွှေ့ကိုင်းနေဆိုတာကခုတော်တော်ဖျားပေးမှာဘောနော်တန့်လေးတွေထိုးပေးပြီးတော့နေဖို့အတွက်ကိုထပ်မံပြီးစီစဉ်ပေးတာပါရှင့်နေရာဖယ်ခိုင်းတာမဟုတ်ပါဘူးနေရာလေးရွှေ့ပြောင်းခိုင်းတာဖြစ်ပါတယ်ရွှေ့ပြောင်းခိုင်းရတဲ့အကြောင်းရင်းကလည်းဒီလိုဒီလိုဖြစ်စဉ်တွေရှိရတဲ့အတွက်စင်ကဲပြောင်းလဲမှုတွေနဲ့နိုင်ငံတော်ကလှုပ်ဆန်ရှိရာလေးလှုပ်ရတာပေါ့နော်ဒါ့ကိုပြည်ပြင်းမီဒီယာတွေပြည်ပြက်မီဒီယာတွေထုတ်ဆောင်ပါရှင့်ပါလဲစာဗီဒီယိုဖိုင်မှာရေးထားတဲ့စာလေးတွေ့မှာပါရှင့်ငလင်ဘေးမှာလုံခြုံမှုရှိစေရန်နဲ့မန္တလေးကျုံဘေးမှာယာယီတဲထိုးနေတဲ့မိဘပြည်သူတွေကိုစကားစမှာပြောင်းချွေကိုင်းဆိုပြီးတော့တင်ထားရရှင့် သူတို့ဆိုင်တဲ့ထဲနေရလေမြန်မာနိုင်ငံအဲ့ဒီသူတို့ရဲ့တဲ့ထဲနေတန်တဲ့သူတွေမှာလေအောက်မှာခင်မှာချီရပဲပြည်နေလို့သူတို့ထဲနေလားမသိသေးရသူတို့တန်တဲ့တဲ့ထဲကိုသုံးသပ်နိုင်ခြင်းဝေဖန်နိုင်ခြင်းမရှိရငတုံးနေလို့ထဲနေလားမသိဘူးရှင်ရုပ်သံဖိုင်ထဲမှာអော်သွားတဲ့အပံကိုနားထောင်ကြည့်မယ်ဆိုတော့မှလူဆွေလူစကားနားလည်တယ်ရှင်တိတ်လားမြန်မာဆိုမြန်မာစကားနားလည်တယ်ရှင်ဒီနေရာကနေခတခဏရွှေ့ပြီးတော့ဒီကုသိုလ်တော်ကောင်းမှုဖျားပတ်မှာနေရာချပြမှာဖြစ်တဲ့အတွက်អော်နေရုပ်သံဖိုင်ကိုသူတို့ဒီလိုစာတန်းထိုးရဲတယ်ဆိုတာကကျမတို့မြန်မာနိုင်ငံလူတွေကိုထင်သိမ့်လိုက်တာပဲရှင်တိတ်လား တို့လေကျမတို့တော်တော်အထင်သေးတာအီဒီဒီမီဒီယာတွေကတိကအများနဲ့လိန်ညာဖဲ့ပြားနေရရှင့်အတခုတော့ရှိရပါတော့တို့အထင်သေးရလောက်အောင်လေတချို့တချို့တွေကလည်းတုံးနေရှင့်တုံးနေတော်တုံးရတယ်တုံးရတယ်နှုံကြတယ်အားကြတယ်ပေါ့နော်ပြီးတော့အတ္တတွေဖုံးကြတယ်အမုန်းကြတယ်ကြီးကြတယ်ဒီခါကျတော့တို့တို့ကပျော်တော့ပါရှင့်ပျော်မစမ်းတဲ့မှာပျော်တော့ပေါ့လိန်တိုင်းတော့ပျော်တော့ပါရှင့်တဘွားဇံလေးတွေပေါ့အဲ့ဒီမှာတဘွားတော့စံအောင်ပေါ့တင်းတို့တင်းမားတွေလွှင့်ပြီးတော့တဘွားတော့ရတဲ့ဒေါ်လာလေးနဲ့စံလိုက်အောင်ရတဲ့အေးစားမရှိဘူးတန်တရားအရှိကြုံမှာတွေ့အောင်မှာတခွေးမို့တခွေးတော့ကြုံမှာ ။ဘာသာလေးတော့ကျွန်မသတိပေးပြောကြခြင်းပါလေ။အဲ့တော့မန္တလေးမှာဖြစ်နေကိစ္စတွေကတော့အဲ့လိုမျိုးနေ့စဉ်နေတိုင်းကိုပြဿနာပေါင်း16000နဲ့ပြောင်းလဲပြီးတော့ဖြစ်ပေါ်ဖြစ်ပြနေပါရှင့်ပြီးတော့ကျွန်မအနေနဲ့ကဒီမန္တလေးမြို့ကိုသွားပြီးတော့လှူတဲ့သူတွေဆိုလဲတော်ကျစုတင်မှုကောင်းပါတယ်။ညာသီးကတော့ပူတဲ့ချိန်မှာသူတို့လှူပေးရပါတော့။တော့မိဘပြည်သူများလည်းတက်နိုင်ဆုံးလှူကြတဲ့သူတွေပေါ့နော်။သွားကြမယ်ဆိုရင်တကယ်ဒုက္ခရောက်နေတဲ့သူတွေလက်ထဲကိုရောက်နိုင်အောင်လို့ဒီစနစ်လေးတွေစဉ်းစားပြီးတော့ပြုလုပ်မယ်ဆိုတော့တင့်တော်ပါရှင့်။အဓိကတန်းစီပြီးယူကိုင်းတာမျိုးကတကယ်တမ်းကြောက်ရလေကြာကျွန်မတို့က နှုတ်ကပြောလိုက်တာနဲ့တကယ်လောက်ရတာနဲ့မတူဘူးရှင်နှုတ်ကပြောလိုက်တာအားလုံးတန်းစီပါဆိုပြီးអော်တယ်ဆိုပေမဲ့ဘယ်သူမှတန်းစီဘူးရှင်အခုချိန်မှာအားလုံးကဒုက္ခရောက်နေကြတာငတ်နေကြတာမတိမတာလေးကိုလောဘလေးကိုကိုဖြည့်ချင်တဲ့စိတ်တွေဖြစ်နေကြတာဒီကြားထဲမှာမှအဲ့ဥဒမလောဘသားတွေကတမျိုးမမဟုတ်တဲ့ထမင်းတုပ်လေးကိုလာပြီးတော့အတင်းလူရက်နေလူရက်တမျိုးရှင်ဟဲ့လားအဲ့လိုဇလန်းနေဆိုတော့လေသူကလူတွေအတွက်လည်းနည်းနည်းတော့စိတ်နှောက်ယှက်ဖြစ်နိုင်ပါတယ်ဒါလေးသိခံပြီးတော့ပဲတူတန်းပေးကြပါလို့လေကျမတိုက်တွန်းနှိုးဆော်ချင်ပါရှင်ကျမနိုင်ငံမှာထုတ်ရှိရတယ်ခင်ဗျာအဲ့လိုသွားလူရက်လူရက်ထဲမှာ ပြည်နာတက်တယ်ကြည်လိုက်ရှင်အရက်သားတွေသွားလို့ပြည်နာတက်တယ်တက်မတော်သားတွေစစ်ကားကြီးတွေနဲ့မန္တလေးမှာမတက်ရက်ပြီးတော့ပေါ့နော်လှူတဲ့အခါကျတော့အဆင်ပြေနေရတယ်စစ်သားကြတော့သူတို့ကြောက်တော့တိလားကျွန်မအဲ့ဒါလေးပြောလို့ပြောမှာကျွန်မပြောမှာအားတော့နာတယ်ဒုက္ခရောက်နေချိန်မှာပြောရတာကျွန်မအားတော့နာတယ်ဒါပေမဲ့လေသူကစစ်သားပဲကြောက်တယ်နော်ဒီမှာနိုင်ငံလူရတယ်ဒါစစ်ကားသားမှာဆိုရင်တန်းစီပြီးယူရမှာမလေးစီးလုံးညင်ညွတ်နေရဆုံးစိတ်ကက်ရှိလိုက်ကြတာခါတန်းစီရမှာညင်းနေရပဲတောက်နဲ့တောက်လူမထအောင်တော့သူတို့စီထားကြတယ်အဲ့လိုမျိုးရှင်တိလားကျွန်မနိုင်ငံရတယ်လေ စစ်ဖက်နဲ့အောက်မှာနေရတယ်နေရတယ်ဆိုမျိုးသူကပြောနေကြတာရှင်တိလားအဲ့ဒီစစ်ဖက်နဲ့မြင်မှာပဲစီကန်းကြီးကတိတ်ဝတ်တာလဲနည်းနည်းပြင်းတဲ့တဲ့ကိစ္စပဲရှင်တိလားစစ်သားမြင်မှာသူကစီကန်းရှိတယ်စစ်သားမဟုတ်ဘူးဆိုတာအနိုင်ကျင့်ကြအောင်အဲ့လိုဆိုတော့ဘယ်လိုလုပ်ကြမှာလဲအဲ့လိုဇလန်းလည်းရှိရပေါ့နော်ဒီတော့ကျွန်တော်တပုံနေလိုက်ကြည့်ပြီးအရသားဝင်တမျိုးစစ်သားကလာဝင်လို့ရှိရင်စီကန်းရှိရှိတန်းစီပြီးယူသွားကြတယ်ဘာပြဿနာမှမရှိဘူးတိလားအဲ့တော့နေရာကစစ်သားကနေရာကပါနေရတာလဲဟိုအပြစ်တော့မဟုတ်ဘူးရှင်တိလားစစ်ကသားမပိုင်မဖြစ်တယ်လို့ဖြစ်နေကျွန်တော်နိုင်ငံကလည်း ဲ့လိုထိမ်းမအောင်ရတာရှင်ဇလန်အဲ့လိုဖြစ်နေပါဘောလေဒီတော့စစ်သားကလူွားတယ်ဆိုရင်အားလုံးပြည့်ပြည့်စုံစုံရပြီးတော့ညီညီမျှမျှရကြတယ်အရသားကဝေတယ်ဆိုရင်အဲ့မှာလူကြရက်ကြပြဿနာတက်ကြဒုတ်တက်ပြက်ဓာတ်ပြက်တနက်တစ်ချက်အဲ့လိုဖြစ်ကုန်ကြအောင်ရှင်အဲ့လိုမျိုးဇလန်နေပါဘောနော်ဒီတော့လူရဲ့လူအနေနဲ့လည်းဖြစ်နိုင်တော့တက်မလို့နဲ့ပူပေါင်းပြီးတော့လှူတာတော့ကိုကောင်းတယ်လို့ထင်နေရှင်တက်မလို့ကားရင်နားမှာသွားရက်ပြီးလှူပါရှင်ကျမလိုပဲကြံပေးလိုက်ချင်တာပေါ့နော်ဒီချိန်မှာတက်မလို့သားကအမြင်ကတ်တာမကတ်တာနောက်ထားကို့အလူလေးအစင်ပြေပြေချောချောမွေးဖြစ်သွားဖို့ဆိုရင်တော့ တက်မတော်သားတွေအရင်မှသွားလှူတာပိုအဆင်ပြေမယ်ရှင်ကျမအဲ့လိုပဲမြင်တယ်ကျမပြောတာမယုံရင်တော့အကွက်ကိုစမ်းသပ်ကြည့်ပါပေါ့နော်ယုံကြည်ရဆိုတော့တက်မတော်သားတွေဘယ်နာမှာစတဲ့ချလဲသူတို့လူရဲ့နေရာနားလေးမှာသွားပြီးတော့သူ့နဲ့ပူပေါင်းပြီးတော့နေဆိုသူတို့မျက်နှာလေးပြရတယ်ဆိုတော့အဆင်ပြေရရှင်ဇလန်းလေးကအဲ့လိုလေးရှိရတဲ့အတွက်ကျမအနေနဲ့အကြံပြုပေးရဖြစ်ပါတယ်ရှင်အားလုံးပဲအလှူဒါန်းတွေကိုစိတ်ချမ်းသာကိုချမ်းသာလုပ်စေချင်လို့ပါမန္တလေးမှာဒုက္ခရောက်နေတဲ့သူတွေကဒုက္ခတယ်ဆိုတဲ့အရာနဲ့သူတို့ကရင်းနှီးနေပြရသူတွေမဟုတ်ဘူးရှင် ဒီလားအရန်ကိုစိမ့်ကားတဲ့ဘဝကနေတော့ဒုက္ခတွေချက်ချင်းဖြစ်သွားတာဒါကိုကျွန်တော်တို့ပေါ်ချန်းစာပေးရမယ်သူတို့ပုံမှာငဲညာပေးရမယ်ဒါကြောင့်သူတို့အဆင်ပြေအောင်ကျွန်တော်တို့အတဏာဆုံးစူးစမ်းပေးရမယ်ဆိုတာလေးကိုကျွန်မသတင်းသုံးသပ်ချက်လေးအနေနဲ့တင်ဆက်လိုက်ပြန်ချင်ရှင်အခုလိုပြောရပြီးတဲ့ဆန်ဘတ်ဆုလည်းကျေးဇူးတင်ပါတယ်ဒီပီဖြတ်မီဒီယာတွေကတော့သတင်းလိမ်သတင်းမှားတွေပဲထုတ်ပြနေကြဗျာနော် ဒါကိုသူတို့ကဆက်ပြီးတော့သူတို့ထုတ်ပြနေရတဲ့အကြောင်းရင်းကလည်းပတ်စံရတာတပိုင်းနောက်ပြီးတော့မြဝပီကငပိန်းနေများတယ်တမ်တက်ပြီးမတက်ရတယ်လည်းများတယ်နောက်ပြီးညိပိန်းနေရဒီကောင်ပေါ့နော်စဉ်းစားသူခေါညာမရှိဘူးကိုပိုင်းအုံနောက်ညာမရှိတဲ့လူတွေသူတို့များတယ်သူကဒီကောင်တွေခုချိန်ထိရက်တည်နေရတယ်သူတို့ထုတ်ထုတ်လို့နေတဲ့တဲ့တွေကိုဒီငပိန်းတွေပဲနားထောင်